ဒါမင်္ဂလာပါကျွန်တော်ဆယ်ရက်စာဗီဒီယိုဖိုင်လေးတွေကိုကျွန်တော်လမ်းညွှန်မျှဝေနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့ကာလမှာလည်းကျွန်တော်ဆယ်ရက်စာဟောဆရာဗီဒီယိုဖိုင်လေးတွေကိုလမ်းညွှန်မျှဝေခဲ့ပြီးဖြစ်ပါတယ်အခုကမှလည်းဆယ်ရက်စာခုနှစ်သားသမီးတွေအတွက်လမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့တရက်အော်တိုဘာလ2025ဗရဘူးနေ့ကနေပြီးတော့ဆယ်ရက်အော်တိုဘာလ2025တောက်ကြနေ့ပေါ့ဒီကာလအတော်အတွင်းမှာဓနုနေသားသမီးတွေအနေနဲ့ကံကြမ္မာအဆူကောင်းအကျိုးကြောင်းအခြေအနေကိုကျွန်တော်နဲ့အတူကြည့်လိုက်ကြရအောင်အဲ့တော့ဆဲဆာဆဲဆာကိုကြည့်ရှုအားပေးမျှော်လင့်နေတဲ့ မိတ်ဆွေတွေရောမကြည့်ပြသေးတဲ့မိတ်ဆွေတွေရောဟလာအားလုံးကိုကျွန်တော်တို့ကျေးဇူးတင်ပါတယ်ကတနုံးလေးသားသမီးတွေတော့ပါအဲ့တော့နောက်များမှာလဲကျွန်တော်ဆဲအစာကိုဟလာဆက်လက်ပြီးတော့လမ်းညွှန်မျှဝေနေမှာဖြစ်ပါတယ်ကတနုံးလေးသားသမီးတွေအနေနဲ့ကတော့ဒီဆဲရဲ့အတော်အတွင်းမှာဆိုလို့ရှိရင်တော့အဲ့နည်းနည်းလေးအတိုက်ခိုက်လေးတွေအပြိုင်ဆိုင်လေးတွေဖြစ်တတ်တဲ့သဘောမှာရှိပါတယ်စကားပြောရများတာဟလာအတိုက်ခိုက်မတော်တဆထိခိုက်တန်းရတာဒီလိုဟာမျိုးတွေဖြစ်တတ်တယ် အဲ့တော့ကိုကအပြင်းထဲမှာဆိုတာတက်အထိုင်ဆိုတာတက်အပြင်ခဏခဏထွက်နေရတာလှုပ်ရှားနေရတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့စိတ်လှုပ်ရှားရတာရုပ်ပိုင်းဆိုင်ရာလှုပ်ရှားတာမျိုးတွေကြုံရမဲ့ဆဲစားဖြစ်ပါတယ်အဲ့တော့ဒီဆဲမှာတော့တကယ်လေးဒေါသထွက်စရာတွေကြုံနိုင်တာဖြစ်တဲ့အတွက်ကြောင့်အနည်းငယ်လေးတီးခံပါအဲဒုမိုးလို့ရှိရင်အကြေအကြေတွေပြဿနာကြီးသွားနိုင်တဲ့သဘောမှရှိပါတယ်။အဲ့တော့ဒီဆဲအတွင်းမှာအလောက်ကန်စီဝိုင်းရောင်းဝယ်နဲ့ပတ်သက်လို့ရှိရင်တော့အတိုက်ခိုက်ပြိုင်ဆိုင်သဘောတွေနဲ့အောင်မြင်မှုရမယ်ဆိုတဲ့ဆဲစာဖြစ်ပါတယ်။အဲ့တော့အောင်မြင်မှုလည်းရမယ်အတိုက်ခိုက်ပြိုင်ဆိုင်ဒေါသထွက်လာတာမျိုးတွေလည်းအလောက်ကန်စီဝိုင်းမှာကြုံတွေ့ရမယ် ကာလာမျိုးဖြစ်ပါတယ်ပုံမှန်အခြေအနေတော့မဟုတ်ဘူးစကားပြောရများတာမျိုးလေးတွေလည်းရှိနိုင်တယ်အဲ့တော့ငွေကြေးပေါ့ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်ဒီဆိုင်ထဲမှာတော့ငွေကြေးနဲ့ပတ်သက်ရင်လက်လာပဲရှင်တာငွေဝင်တာမမြဲလိမဲနဲ့ဟလာငွေဟာအကြောင်းတိုက်ဆိုင်ပြီးရောက်လာတာမျိုးတွေကြုံရမှာဖြစ်ပါတယ်အဲ့တော့အလုတ်ကမကောင်းဆိုရင်တော့မှငွေကြေးကသူ့အတူဟလာအသူများထောက်ပံ့ပေးကမ်းတာကုညီမစားတာစောင့်ရှောက်တာဒီလိုဟာမျိုးတွေအကြောင်းကြောင်းကြောင့်မမြဲလိမဲနဲ့ငွေဝင်တတ်တယ်ငွေကြေးအကြံစီတွေရှိရင်အောင်မြင်နိုင်ပါတယ်အဲ့တော့ငွေကြေးအကြံစီတွေ ဟလာကြီးကြီးမားမားလုပ်ဖို့ရှိတယ်ဆိုရင်လုပ်လို့ရပါတယ်နောက်တစ်ခုကဘာလဲဆိုရင်တော့ကျွန်တော်တို့အချင်းအိမ်တော်ကြီးမေတ္တာကြီးမှာချစ်သူရစားတစ်တေရတာအချင်းအိမ်တော်ကြီးမေတ္တာကြီးမှာစိတ်ချမ်းသာတာပျော်ရွှင်ရတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ပြတ်တောက်နေတဲ့အဆက်အသွယ်တွေအချင်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးအဆင်မပြေတာတွေရှိလို့ရှိရင်အခုဆယ်ရအတော်အတွက်မှာစူးစမ်းခြင်းဖြင့်ပြန်လည်ပြီးတော့အဆင်ပြေတင့်မြတ်သွားနိုင်တာဖြစ်ပါတယ်အဲ့တော့အချင်းအိမ်တော်ကြီးမှာလည်းစိတ်ချမ်းသာပျော်ရွှင်ရမယ့် ဟာမျိုးဖြစ်ပါတယ်မလွတ်မလပ်ဖြစ်နေတဲ့စိုးရင်ကြောင်းကြဖြစ်နေတဲ့အခြေအိမ်တော်ရဲ့မြေတားကြီးနဲ့ပတ်သက်လို့ရှိရင်ဟဲ့လားဒီတစ်ခါမှာတော့လွတ်လပ်ပြီးအခြေအိမ်တော်ရဲ့ပတ်တန်ပျော်ရှင်စိတ်ချမ်းသာပြီဆိုတဲ့ဆဲစာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနှစ်ချုပ်အားဖြစ်ဆိုရင်ဒီဆဲရဲ့အတော်တက်မှာတနုနေသားသမီးမိတ်ဆွေများကံချင်နေရာကိုင်းတို့တိုးတက်ပြီးတော့ကံကောင်းနေတာဖြစ်ပါတယ်။အဲ့တော့မိမိဖြစ်ချင်တာလုပ်ချင်တာတွေဒီဆဲအတော်တက်မှာအကောင့်ထဲပေါ်လှုပ်ဆောင်ခြင်းဖြင့်အောင်မြင်နိုင်တဲ့အလားလာကောင်းတွေရှိပါတယ်။အဲ့တော့အကြောင်းအရလို့ဆိုတာပေါ့နော်ကျွန်တော်တို့တရက်နမိတွေကိုကြည့်ပြီးအကြောင်းအရလို့ဆိုတာဆိုးတဲ့ဟောချက်တွေလည်းကျွန်တော်တို့ အဲမလွဲမသွေဟောတာဖြစ်ပါတယ်အဲ့တော့စိုးရဟောချက်တွေကတော့လွဲဖက်သွေဖယ်ပြီးတော့ကောင်းတဲ့ဟောချက်တွေသာထိရောက်မှန်ကန်ကာဟဲ့လားကောင်းကျိုးအပြပြရနိုင်ကြပါစေလို့ကျွန်တော်ဆန္ဒပြုဆုတောင်းပေးပါတယ်အဲ့တော့ဒီဆက်အတော်ပြစ်မှာကျွန်တော်တို့အဆောင်အဖြစ်နဲ့ဆိုရင်တော့စပယ်ရွယ်လေးတွေ့ရမှာဗမာအခေယငါလို့ရေးပြီးဆောင်းတာပါဟဲ့လားအယောင်အားဖြစ်ဆိုလို့ရှိရင်တော့ဒီဆက်အတော်ပြစ်မှာကျွန်တော်တို့အဝါရောင်ဖြစ်ပါတယ်အကျိုးပေးတဲ့ကဏ္ဍတွေကတော့ကံကောင်းလက်ရှိအကျိုးပေးကဏ္ဍဒီကိုးကဏ္ဍတစ်ကဏ္ဍဖြစ်ပါတယ်အဲတနုံးနေသားသမီးတွေအတွက်လမ်းညွှန်ခဲ့တာပါ ော့အစင်မဲ့ဆဲစာဆဲစာဗီဒီယိုဖိုင်လေးတွေကိုလည်းကြည့်ရှုအားပေးကြပါလို့ဆန္ဒပြုပါတယ်ဗျာ။